ွေတိုင်းငဖဲမြို့နယ်ရှိနေရီကန် MPD တောင်ဝရိုင်းကုန်းကိုအေအေနဲ့ဘူအောင်တပ်ဖွဲ့ကတိမ့်ပိုက်ထိန်းချုပ်လိုက်ပါတယ်။ပြီးခဲ့တဲ့ဇွန်လ3ရက်နေ့ကနေရီကန်ဖြူဟာအနီးက MPD တောင်ဝရိုင်းကုန်းကိုအေအေနဲ့ဘူအောင်တပ်ကတိမ့်ယူလိုက်ပြီးတဲ့နောက်တိုက်ပွဲတွေအပြင်းထန်ဆက်လက်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဇွန်လ4ရက်နေ့ကနေရီကန်ခန်းစစ်ခန်းတိုက်ပွဲအတွင်းကနေတေဆုံနဲ့ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအိမ်စီးကား၅စီးအပြည့်နဲ့ပြန်လည်ခေါ်ဆောင်လာရတယ်လို့သတင်းရင်းမြစ်စီကသိရပါတယ်။ တံဝရိုင်ကုန်းတချောကကကင်းမှန်သမျှကိုအရင်သိမ်းထားတာပြီးတော့မှတံဝရိုင်ကုန်းကိုတက်သိမ်းတာလေရင်ပစ်ကူနဲ့ဒရုန်းပစ်ကူတွေအပြင်ရေပြင်ကပါစစ်ကူတွေတောက်လျှောက်ပို့နေတယ်ဂိုးဝရွာတွေကနေအင်အား30နဲ့အထက်စစ်ကြောင်းလဲတက်လာနေတယ်လို့စီးရီးသတင်းရင်းမြစ်က AR Times ကိုပြောပါတယ်ဒါအပြင်မဆန်ခကိုတုံညာကအမြောက်စစ်စင်ရေးကုကဲမှုဌာနချုပ်အတွင်းကစစ်ကောင်စီအင်အားအပြည့်နဲ့စစ်သုံးမော်တော်ယာဉ်၃စီးနဲ့ ခဲယမ်းပြစ်တင်ဆောင်လာတဲ့ရှင်တစီစုစုပေါင်းစည်ရင်နဲ့၄စီနိုင်ရီကံပြူဟာကိုအရေးပေါ်တက်သွားတယ်လို့စီရေးသတင်းရမြစ်ကပြောပါရယ်နိုင်ရီကံပြူဟာတိုက်ပွဲဖြစ်ပွားရနေရာကိုစစ်ကောင်စီရဲ့ဘုံမောခမောက်တောင်စခန်းကနေလက်နက်ကြီးတွေနဲ့ပစ်ကူပေးခဲ့တယ်လို့သိရပါရယ်ဒါအပြင်ပစီရွာဘက်ကနေနိုင်ရီကံကိုစည်ရင်နဲ့၄စီအင်အားအပြည့်နဲ့စစ်ကူပို့ဆောင်ခဲ့တယ်လို့လည်းဒေသခံတွေကပြောပါရယ် စစ်ကောင်စီရဲ့တက်မကိုကိုဒုတက်မမှုကိုကဲနေတဲ့ကဘာလုံးစခန်းကိုလည်းစစ်ကူနဲ့ရိတ်ခါတွေမပို့နိုင်အောင်အေးနဲ့ဘူအောင်တက်တွေကပိတ်ဆို့ဖျက်တောက်ထားနိုင်ပြီလို့သိရပါရှင်